မင်္ဂလာပါတင်ကတော့တော်တော်လေးကိုမှအော်ဆရာပါเนาะပထမအပိုင်းမှာတော့ကျွန်တော်အလုံးမအားလို့မတင်ပြလိုက်တော့ဘောเนาะဒီဓာတ်ပုံတွေကဒီဘဲကြီးပေါ့เนาะသူကတော့တရုတ်နိုင်ငံသားဖြစ်ပါတယ်เนาะတရုတ်နိုင်ငံသားဖြစ်ပါတယ်သူကတော့အရာကြောက်ဖို့ကောင်းတယ်ပေါ့เนาะဒါကြောင့်မလို့မိန်ကလေးတွေကို ပြောချင်တာကအာဘယ်လိုပြောရမလဲကွာကိုစိတ်ကိုကိုအလိုမလိုက်နဲ့ပေါ့เนาะ ကိုစိတ်ကိုအလိုလိုက်ခံလိုက်တဲ့ခါကျတော့ဘာဖြစ်သွားတယ်လဲဆိုရင်ဆိုလို့ရှိရင်ဒီ time မှာဖြစ်သွားတာပေါ့နော် တကယ်ကြောက်ဖို့ကောင်းပါတယ်ပေါ့နော်အာကျွန်တော်တို့မြန်မာပြည်နဲ့တရုတ်နဲ့ဆိုတာကအိန္ဒိနာချင်းနိုင်ငံဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့မြန်မာပြည်ကမိန်းကလေးတွေနော်အာညီမလေးတွေမမတွေပေါ့နော်ပြောရရင်အန်တီလို့တွေလည်းပါအောင်မှာပါလို့ရသေးတယ်ပေါ့နော်ဒီအရွယ်ကဒီဒီဘဲကြီးအရွယ်ကအန်တီတို့အရွယ်ဖြစ်နေတယ်ဆိုတော့ပေါ့နော် โอเคပြောချင်တာကငွေတစ်ခုတည်းကိုလည်းကိုဟာကြည့်ပြီးတော့မလုံးမလောက်ကြပါနဲ့လို့ကိုဟာပြောချင်တယ်ပေါ့เนาะကျွန်တော်နေနေတော့စင်စာကြည့်ကြည့်เนาะအခုထိုင်းမှာဖြစ်သွားဆိုအရာအရာကောင်ကလမ်းဆရာကောင်းတယ်ကြောက်ဖို့လည်းကောင်းတယ်ပေါ့เนาะဒါကဘာဖြစ်တာလဲဆိုတဲ့ခါကြရင်အာထိုင်းရဲ့ထိုင်းနိုင်ငံမှာရှိတဲ့ဒီအမျိုးသမီးအင်ကာပြောင်းထားတဲ့အာ လူတယောက်ပေါ့နော်ပြောရမယ်ဆိုရင်တော့ကန်တူးပဲပေါ့နော်ကန်တူးပေါ့နော်ဒါပေမဲ့သူကယောက်ျားလေးမိန်းမစိတ်ဖြစ်ပြီးတော့မိန်းမအာမိန်းမစိတ်သူကနေတယ်ပေါ့မိန်းမလုတ်ပြီးတော့မိန်းမအင်ကာတွေပါလေပြောင်းပြီးတော့အဲ့ဒီလိုပုံစံမျိုးနဲ့သူကอืมကိုပြောင်းအဲ့လိုမျိုးပြောင်းထားတဲ့သူပေါ့နော်အဲဆိုတော့သူကဘာဖြစ်တာလဲဆိုတော့ခါကြရင်ဒီတရုတ်နိုင်ငံသားနဲ့သူတို့ကချစ်ကြိုက်တယ်ပဲပြောရမှာပေါ့နော်ချစ်ကြိုက်လို့ရည်စားဖြစ်ပြီးတော့ ဟိုတယ်ကိုလိုက်သွားတာပေါ့နော်ဟိုတယ်ကိုလိုက်သွားတယ်ဟိုတယ်ကိုလိုက်သွားတဲ့အခါကျတော့ဘာဖြစ်တာလဲဆိုတဲ့အခါကျရင်အာဟိုတယ်ကိုလိုက်သွားတဲ့အခါကျတော့ तू ကဘယ်လိုလဲဆိုတဲ့အခါကျရင်ဒီတရုတ်နိုင်ငံသားကသူရဲ့ထွက်ဆိုချက်ကိုတော့ပြောပြရတာပေါ့နော်သူရဲ့သူ့ကိုတော့အခုကဖမ်းလိုက်ပြီပေါ့နော်ဖြစ်တာကတော့ဒီ ဖထရာမှာဖြစ်သွားတာပေါ့နော်ဖြစ်သွားတဲ့ဥစ္စာကတော့ဖထရာမှာဖြစ်သွားတာဖြစ်ပါတယ်အဲ့ဒီမှာဟိုတယ်ရောက်သွားတဲ့ခါကျတော့သူကဒီမျိုးသမီးကိုသူကပြောတာပေါ့နော်အတူတူအာဘယ်လိုပြောမလဲအတူတူပြောပြောမယ်ပါမယ်ပေါ့နော်အားလုံးပုံစံမျိုးပဲကျွန်တော်ပြောမယ်နော်ဘာဖြစ်လို့လဲဆိုတော့သူရဲ့စီကန်းနဲ့ကလည်းညှိသွားမှာဆိုတော့ဒီလောက်ဆိုရင်တော့နားထောင်နေတဲ့သူတွေလည်းသဘောပေါက်လိုက်မယ်လို့ထင်ပါတယ်အဲ့ဆိုတော့အတူတူသူတို့ကပြောပြပါနေဖို့အဲ့လိုမျိုးပြောတဲ့အချိန်ခါမှာ အာသူရထွက်ဆိုချက်ကိုကျွန်တော်ပြောပြတာเนาะအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင် तू ကသဘောမတူတော့ဘောเนาะပြောရရင်ပေးမနေတော့ဘောပေးမနေတော့ဘူးဆိုရခါကြတော့ तू ကစိတ်တွေအရန်တူလာပြီးတော့အာသူ့ကိုဘယ်လိုပြောလဲကြက်လိုက်တယ်ကွာကြက်ကြက်ကြက်လိုက်တယ်ဘောเนาะအဲ့လိုမျိုးပြောလိုက်တော့မယ်เนาะကြက်လိုက်တယ်ဘောအဲ့လိုမျိုးကြက်လိုက်ရတဲ့အခါကျရင်ကြက်ပြီးုံနဲ့ပြီးသွားပြီလားဆိုတော့ပြီးတယ် तू ကဘယ်ကြီးကဘာထပ်လောက်တာလဲဆိုတဲ့ခါကျရင် ပြောရမယ်ဆိုလို့ရှိရင်ကွာတို့ဒီဟိုကလီစာတွေပေါ့ပြောရရင်ကလီစာတွေပေါ့နော်ကလီစာအစုတ်တွေအာနှလုံးတွေအားတွေကိုသူကခွဲစိတ်ပြီးတော့ဒီဘယ်လိုပြောမလဲကြက်ထားတဲ့ဟာကြီးကိုသူကခွဲစိတ်လိုက်တယ်ခွဲစိတ်လိုက်တဲ့ခါကျတော့ခွဲစိတ်ပြီးသွားတဲ့ခါကျရင်အထက်ကအဲ့ဒီသူကဘယ်လိုပြောကလီစာတွေပါတွေကိုသူကယူသွားတယ်ပေါ့နော်ယူသွားတယ်အာယူသွားတယ်ပေါ့နော်အဲ့ဒီကလီစာတွေပါတွေကို ပြောင်းနေတယ်ပေါ့အဲ့ဒီခန္ဓာကိုယ်ကြီးอ่ะပေါ့နော်။ तू ကအဲ့ဒီလိုမျိုးမတင်ခါတဲ့ခါကျတော့ तू ကဘယ်လိုပြောရမလဲဆိုရင် तू စာပြီးချေရခံမိတာကဘယ်လိုချေရခံမိလဲဆိုတော့အဲ့ဒီနေ့ကအာអော်တယ်လို့ပြောတယ်ပေါ့နော်အဲ့ဒီកောင်မတ်လေးကអော်တယ်ပေါ့អော်တဲ့ခါကျတော့ပေနီနာပေအနီခန်းအခန်းနီနာတဲ့အခန်းနီနာကလူတွေကအခန်းပိုင်ရှင်ကိုတပြောတာပေါ့နော်အဲ့ဒီအခန်းကစူညံတယ်ပေါ့နော် ဆူညာနေဆိုတော့နောက်ကိုဟိုပဝန်းကျင်နေအတန်မကြားရအောင်မဆူဖို့ရအောင်အပြောခိုင်းလာမှာတော့ပြောတယ်တော့ပြောတဲ့အခါတကားခောက်တဲ့ခါကျတော့ဘသူမှတကားလာဖွင့်ပေးတဲ့သူမရှိဘူးပေါ့အဲ့ဒီချိန်မှာအခန်းပိုင်ရှင်ကနေမှဒီတကားဖွင့်ပြီးတော့တော့ယူပြီးတကားဖွင့်ပြီးတော့ခါကျတော့ကြည့်တဲ့ခါကျတော့အဲ့ဒီမှာကြက်ထားတာကိုတွေ့တယ် ကြထတာကိုတွေ့တဲ့ခါကျတော့ကြတတာမှာဘယ်လိုပုံစံမျိုးဆိုမတ်တပ်ပေါ့နော်အဲ့လိုမျိုးနှံရံမီပြီးတော့အဲ့လိုပုံစံမျိုးနော်တွေ့တာပေါ့နော်တွေ့ထားရင်နှံရံကိုမီပြီးတွေ့တာလည်းမဟုတ်ဘူးခဏကပြောတဲ့ဟာတွေပေါ့နော်ဒီကလီစာတွေပါတွေကြာရင်သူကအကုန်လုံးယူသွားလိုက်တယ်ပေါ့နော်မျိုးမျိုးယူသွားတယ်ပေါ့နော်ယူသွားတဲ့အခါကျတော့အဲ့ဒီမှာဒီဒိုင်းအာနာပိုင်တွေကဒီတရခံကိုလိုက်ရှာတဲ့အခါကျတော့သူကတရုတ်နိုင်ငံသားဖြစ်တယ်နောက်ပြီးတူနေတဲ့နေရာကိုလည်းသူတို့က ကောက်ကောက်တော့အတိပြီးတော့အခုဆိုလို့ရှိရင်တော့သူကဖမ်းလိုက်ပြီပေါ့နော်ဖမ်းလိုက်ပါပြီဖမ်းမိတဲ့နေရာကျတော့ဘယ်နေရာမှာသွားဖမ်းတာလဲဆိုတဲ့ခကြရင်ဆွေနာခေါ်มาပေါ့နော်ဆွေနာခေါ်มาဖမ်းမိတယ်ပေါ့နော်သူကဒီသူတို့နိုင်ငံကိုပြန်မို့ရာအာလေရလက်မှတ်နဲ့လေရင်နဲ့ပြန်မို့ရာအလုံးသူကစီစဉ်ထားပြီးပြီပေါ့နော်အဲ့ဒီမှာသွားပြီးတော့ဖမ်းမိပါတယ်လို့နော်ဖမ်းမိတဲ့အခါမှာ အာဖမ်းမိတဲ့အခါမှာဆက်ဆေးလိုက်တာတော့ခဏကကျွန်တော်ပြောတဲ့အတိုင်းပဲသူကအဲ့လိုပဲအကုန်လုံးထွက်ဆိုသွားလိုက်တယ်နော်အကုန်လုံးထွက်ဆိုသွားလိုက်တယ်ထွက်ဆိုသွားပြီးတော့သူနဲ့ပျောက်ဆုံးနေတဲ့အရာတွေကြတော့သူနဲ့ကိုမိလားဆိုတော့လုံးဝသူမှမရှိဘူးပေါ့နော်ရှာလို့မတွေ့သေးဘူးပေါ့နော်အဲ့ဒါကိုတော့သူတို့ထမ်းမှန်ပြီးတော့ဆက်ဆေးမေးမြန်းနေပေါ့နော်တကယ်လို့ဒါကိုထူးခြားတာရှိလို့ရှိလဲကျွန်တော်နောက်တစ်ခါပြန်ပြီးတော့အတိတ်လာပြီးတော့လုတ်ပေးပါမယ်လို့ပေါ့နော်အခုကတော့အာသူ့ကိုဖမ်းမိသွားပြီး နော်ဖမ်းမိသွားပြီစက်တဲ့နှလားလဲစက်ပြီးသွားပြီပေါ့နော်ဒါပေမဲ့သူ့ကိုဘာကြောင့်အဲ့လိုမျိုးလှုပ်ရတာလဲဆိုတော့အစားတော့တော့ကြက်ယုံနဲ့ကြက်ဖို့ပေါ့နော်ဒါပေမဲ့ကြက်ပြီးတဲ့နောက်ပိုင်းမှာအဲ့လိုပုံစံမျိုးလှုပ်ချင်တဲ့စိတ်တွေပေါ်လာလို့သူကလှုပ်လိုက်တယ်လို့ဝန်ခံသွားတယ်ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့မြန်မာပြည်သားနေနဲ့နားထောင်ရမှာကအားလုံးသိတဲ့အတိုင်းပဲဒီဈေးကွက်ကြီးကလည်းတရုတ်နိုင်ငံမှာကတကယ်ကိုမှ ရန်ကိုနိုင်မယ်ကြီးတဲ့ဈေးွက်ကြီးဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့အားလုံးမြန်မာမိန်းကလေးတွေပေါ့နော်အားလုံးအဆအဆရရဆင်ချင်ပြီးတော့တတိဝတိယနဲ့နေပါလို့ပြောရင်လည်းအာခေါ်တိုင်းလဲလိုက်မသွားပါနဲ့လို့ပြောရင်းတဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်မှာဖြစ်ပါတယ်နောက်ထပ်ဒီလူရဲ့အကြောင်းကိုတည်င်းထူးလို့ရှိရင်ကျွန်တော်ပြန်လာပြီးတော့ edit ပေးပါမယ်လို့ပြောနေအားလုံး bye bye